လေဖြတ်တယ်ဆိုတော့အုံနောက်မှာရှိတဲ့သွေးကြောတွေပိတ်သွားတာဒါမှမဟုတ်ပေါက်သွားတဲ့အတွက်ကြောင့်မလို့အုံနောက်ဆေးတွေကသွေးနဲ့အောက်ဆီဂျင်ကိုလုံလောက်စွာမရတော့ဘဲနဲ့အုံနောက်ဆေးတွေတည်သွားတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်ဒီအခါမှာဆိုရင်အုံနောက်ကနေထိမ့်ချုပ်ပေးထားတဲ့ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတွေမှာလှုပ်ရှားလို့မရတာမျိုးတွေကိုခံစားမှာဖြစ်ပါတယ်ဥပမာအားဖြင့်ခန္ဓာကိုယ်တစ်ချမ်းတည်သွားမယ်ခန္ဓာကိုယ်တစ်ပိုင်းတည်သွားမယ်ခြေထောက်လက်ထောက်တွေလှုပ်လို့မရတဲ့အခါမှာဆိုရင်လူကအိပ်ရာထဲမှာလဲတော့မှာဖြစ်ပါတယ် ဒီခါမှာဆိုရင် ထိုင်ဖို့ထားဖို့စားဖို့တောက်ဖို့နောက်ဆုံးအပေါ်လေးစုံဖို့ကစပြီးတော့ကိုအားကိုကိုလို့မရတော့ဘဲနဲ့ပစုံတယောက်ရဲ့အကူအညီကိုယူရမှာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့နေချင်းညာချင်းအတွင်းမှာကိုပဲရှင်လျက်တည်နေတဲ့ဘဝကိုရောက်အောင်လိုမျိုးခံစားမှာဖြစ်ပါတယ်ဒါကြောင့်မလို့လူတိုင်းကလေးဖြတ်ကြမှာကိုအင်မတန်မှစိုးရိမ်ကြောက်ရွံ့လေးရှိကြပါတယ်တကယ်တော့အဲ့လိုမျိုးလေးဖြတ်ခင်မှာဆိုရင်ကြိုတင်ပြီးတော့တတိပိယလက္ခဏာတွေပြလေရှိပါတယ် ကိုကအဲ့လက္ခဏာတွေကိုသိထားမယ်ဆိုလို့ရှိရင်ဒီရှင်းပြလက္ခဏာအဆင့်မှာတွေကတေချာကုသကိုခံနိုင်မယ်ဆိုလို့ရှိရင်တော့ဒီဖြစ်ချင်းအင်ဂျင်ကနေပြီးတော့ကိုယ်မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်စေကန်းကိုလာပြတဲ့အမျိုးသမီးတူဦးဆိုရင်အသက်က45နှစ်ပဲရှိပါသေးတယ်အသက်ငငယ်ကြီးပဲပေါ့နော်တန်လုံးမြန်လုံးအရွယ်ပဲရှိပါသေးတယ်ဒါပေမဲ့စေကန်းလာပြတဲ့အချောင်းရင်းကတော့သူ့ရဲ့ဘေဘေတစ်ချမ်းလုံးလှုပ်လို့မရတော့ဘူးလေးဖြတ်သွားလို့ဖြစ်ပါတယ် ဲ့လိုမျိုးလေပဲဖြတ်ခင်နှစ်ရက်လောက်မှာဆိုရင်သူ့ကိုချိုးပြီးတော့ရှင်းပြလက္ခဏာပြပါတယ်ဒါကဘာလဲဆိုတော့သူ့ရဲ့ဘေးဘက်တစ်ချမ်းကဆိုရင်ထုံချင်းနေပြီးတော့လှုပ်ရှားတာနည်းနည်းလေးလေးသွားတယ်ပေါ့နော်လမ်းလျှောက်လို့မကောင်းဘူးလက်တွေခြေတွေကနည်းနည်းလေးအားနေသွားတယ်လို့သူခံစားရပါတယ်ဒါပေမဲ့သူကအဲ့ဒါကိုအလေးမထားဘဲနဲ့ခပ်ပေါ့ပေါ့နေတဲ့အခါမှာဆိုရင်တော့နောက်ဆုံးမှာလေဖြတ်တဲ့အဆင့်ကိုချက်သွားဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မှာတော့ကျွန်တော်က ဒီလေးဖြတ်တော့မယ်နော်လေးဖြတ်ကနီးနေပြီနော်လို့သတိပေးရတဲ့ရှိရလက္ခဏာတွေအကြောင်းကို မျှောက်ပြီးတော့ဖြစ်ပါတယ်ကျွန်တော်ကတော့ဒေါက်တာနိုင်ရည်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒေါက်တာရဲ့ Facebook page နဲ့ဒေါက်တာရဲ့ YouTube channel မှာဆိုရင်ကျွမ်းမာရေးအတွက်အချိုးရှိစေမယ့် video တွေကိုမျှောက်ပေးရန်ဖြစ်ပါတယ်ဒါကြောင့်မလို့မိစီရဲ့ကျွမ်းမာရေးသိပညာတွေတိုးပါလာစေဖို့အတွက်ကျွန်တော်ရဲ့ Facebook page နဲ့ကျွန်တော်ရဲ့ YouTube channel ကို follow နဲ့ subscribe လုပ်ပေးထားဖို့အားလုံးတောင်းဆိုချင်ပါတယ် လေဖြတ်တော့မယ်နော်လို့တတိပေးနေတဲ့ရှင်ပြည်လက္ခဏာတွေကဘာကြီးလဲဆိုတော့ဘရမသုံးချက်ကတော့ထုံကျင်ခြင်းဖြစ်ပါတယ်။သူကများသောအားဖြင့်တချမ်းထုံကျင်တာများပါတယ်။ဥပမာအားဖြင့်မျက်နှာတချမ်းထုံနေတာခန္ဓာကိုယ်တချမ်းထုံကျင်နေတာမျိုးတွေခံစားမှဖြစ်ပါတယ်။ဒီလိုမျိုးတချမ်းထုံနေပြီဆိုလို့ရှိရင်တော့လေဖြတ်ဖို့အတွက်တတိပေးတာဖြစ်ပါတယ်။နံပါတ်2ချက်ကတော့ကြွက်သားတွေအားနေခြင်းဖြစ်ပါတယ်။မျက်နှာမှာရှိတဲ့ကြွက်သားတွေအားနေတဲ့အခါမှာမျက်နှာကတချမ်းရွေ့သွားမယ်။ မန်ရှိကိုကြည့်ပြီးတော့ပြုံးကြည့်တဲ့အခါမှာသွားစီးကြည့်တဲ့အခါမှာဆိုရင်ပါတချံရွှေ့နေပြီ။နောက်ခန္ဓာကိုယ်မှာရှိတဲ့ကြောက်သားတွေအားနည်းတဲ့အတွက်ကြောင့်မလို့လမ်းချလို့မကောင်းတော့ဘူး။ချောင်းတစ်ချောင်းကလေးနေပြီ။နောက်လက်ကပစ္စည်းတွေကိုကန်ရတာမမြဲတော့ဘူး။အားနည်းနေပြီ။ဒါဆိုရင်တော့ဒါလေဖက်တော့မယ်လို့တတိပြည့်တဲ့ခဏပဲဖြစ်ပါတယ်။နံပါတ်၃ချက်ကတော့ဟန်ချက်မထိန်နိုင်ခြင်းဖြစ်ပါတယ်။လူကမတက်ရက်လို့မရဘူး။ဘေးကိုစောင်းကြသွားမယ်၊လဲကြသွားမယ်။ လမ်းရောက်တဲ့အခါမှာလည်းဟန်ချက်မညီဘဲနဲ့အရှိတတဲ့မတော်ရဘူးပေါ့နော်အရက်ကူးသမားတယောက်အရက်မူးပြီးတော့လမ်းလျှောက်နေတဲ့လူမျိုးကိုယ့်ဘက်ရိုက်သွားမယ်ဒီဘက်ကိုရိုက်သွားမယ်ဆိုလို့ရှိရင်ဒါတေးကြတယ်လေးဖက်တော့မယ်တတိပြည့်ချက်ပဲဖြစ်ပါတယ်နံပါတ်၄အချက်ကတော့အမြင်အာရုံဝေဝါးတာအမြင်အာရုံကွဲသွားတာဖြစ်ပါတယ်။အရင်နေ့တွေကကြီးလို့ကောင်းတဲ့ကြီးလင်းပြတ်သားနေတဲ့မျက်လုံးကဒီနေ့မနက်မှယုတ်တရကြီးကွဲသွားမယ်ယုတ်တရကြီးဝေဝါးနေမယ်ဆိုလို့ရှိရင်လည်းသိထားမယ်ချက်ပဲဖြစ်ပါတယ်။နံပါတ်၅အချက်ကတော့ စကားပြောလို့မရတာဖြစ်ပါတယ်။စကားလုံးတွေကမပြီးသားတော့ဘူးဘလုံးမထွေးဖြစ်နေတာမျိုးကြီးခံစားရဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒီတခြားတွေကတွေ့စကားလုံးကိုကနားမလဲတော့ဘူး။ဥမာအပြင်ကိုကိုထွေးစားပြီးတော့မေးတဲ့ဟာကိုကိုကကြားတော့ကြားတယ်ဒါပေမဲ့ဘာမေးနေမယ်မသိတော့ဘူး။ဒါဆိုလို့ရှိရင်ဒါလေးဖြတ်တော့မယ်လို့တတိပြီးတဲ့အချက်ပဲဖြစ်ပါတယ်။နံပါတ်6အချက်ကတော့အကြောင်းအရာမရှိဘဲနဲ့ရုပ်တရက်မခံမရမ်းနိုင်အောင်ခေါင်းကွက်ခြင်းဖြစ်ပါတယ် တာပန်အေးမိတက်ခွေးကြမလို့ခေါင်းခိုက်တာနောက်စိတ်ပြည့်စုံမှုတွေများလို့ခေါင်းခိုက်တာဒီလိုမျိုးနဲ့မတူဘဲနဲ့သူကပို့ပြီးတော့ပြင်းထန်ပါတယ်ခေါင်းကမခံမျက်နှာရောက်တအားထိုးပြီးခိုက်နေပြီဆိုလို့ရှိရင်ဒါလေဖက်တော့မယ်လို့သိပြီးရဲ့လက္ခဏာပဲဖြစ်ပါတယ်နံပါတ်9ချက်ကတော့သတိလစ်မီလေးကြတာတက်သွားတာမျိုးဖြစ်ပါတယ်အလုံးလုံးနေနေရုပ်တရက်လူကမိုက်ခနဲ့ဖြစ်ပြီးတော့လဲသွားမယ်မိသွားမယ်တက်သွားမယ်ပြီးရင်တော့ပြန်သတိရတယ်ဒါပေမဲ့လည်းဖြစ်ခဲ့တာကို ်ပြင်ပြီးတော့မသိတော့ဘူးเนาะတွေးလို့မရတော့ဘူးစဉ်းစားလို့မရတော့ဘူးဒါဆိုလို့ရှိရင်လေဒီထားမယ်ချက်ဖြစ်ပါတယ်တကယ်လို့ကို့မှာဒီအချက်တွေကတခုရှိမှဆိုလို့ရှိရင်တော့အနည်းဆက်ရဆေးုံဆေးုံသွားပြီးတော့တေချာကုသမှုခံယူဖို့တိုက်တွန်းကြပါတယ်ဒါမှသာလေပြည့်ချင်းအန်ရီကနေပြီးတော့ကိဝေးမှာဖြစ်ပါတယ်အခုဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့ကို့အတွက်ကုသရရအောင်မယ်တခုခုအကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကို like နဲ့ share လုပ်ဖို့လည်းအားလုံးကိုတောင်းဆိုကြပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ